င်းမြန်မာနယ်စပ်ဖြစ်တဲ့ကင်းပြည်နယ်လှိုင်းဘွဲမြို့နယ်ကလီဖိုးကလိုကြီးရွာနီးတဝိုက်မှာမက်လာဒုတိယပတ်တိ KNL တော်လိုင်းပူအောင်ဖွဲ့နဲ့စစ်ကောင်စီတပ်တို့ကြားနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့နယ်စပ်သတင်းမြစ်တွေစီကနေသိရပါဗျ။ပြီးခဲ့တဲ့ဖေဖော်ဝါရီလကုန်ပိုင်းကစပြီးကလီဖိုးကလိုကြီးရွာရှိစစ်ကောင်စီတပ်ရဲ့ပူလူတူတက်စကန်ကိုကင်းမြူသားလူမြောက်ရေးတပ်မတော် KNL တပ်မှခုနှစ်ဦးဆောင်တဲ့တော်လိုင်းပူအောင်ဖွဲ့တို့ကစတင်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲတွေဟာမလာရှိရနေသည့်ပြင်းထန်နေစေဖြစ်ပါတယ်။ KNL တော်လိုင်းပူအောင်တပ်ဖွဲ့ဟာစစ်ကောင်စီတပ်ပေါ်ဒရုန်းတွေနဲ့ဘုံကျဲချတိုက်ခတ်ခဲ့သလိုစစ်ကောင်စီတပ်ကလည်းလေကြောင်းတွေလာရောက်ပစ်ခတ်ခဲ့ပြီးနှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့အတွက်ထိုင်းစစ်တပ်ကနေဆက်ကိုစောင့်ကြည့်နေရယူပြီးလုံခြုံရေးတိုးချထားတယ်လို့ဆိုပါတယ်။နှိုင်းပွဲမြို့နယ်ထိုင်းမြန်မာနေဆက်ကလေးပုကလူရွာနီးဝင်းကျင်မှာ ဖြစ်ပွားခဲ့တဲ့စစ်ရေးပြင်းထန်မှုတွေကြောင့် ကလေးပုဂလူရွာအပါဝင် ကြီးရွာ၃ရွာထက်မနည်းကဒေသခံပြည်သူ900ဝန်းကျင်ဟာထိုင်းနိုင်ငံဘက်ချင်းထခရိုင်ထဆောင်ရန်မြို့နယ်တွေထွက်ပြေးတင်းချောင်နေရပါတယ်ထွက်ပြေးတင်းချောင်လာတဲ့ဒေသခံပြည်သူစစ်ပေးရှောင်900ဝန်းကျင်ကိုထိုင်းလုံခြုံရေးဖွဲ့တီကစောင့်ကြည့်ထားပြီးလူသားချင်းစာနာမှုကူညီတွေပေးအပ်ထားတယ်လို့ထိုင်းစစ်တပ်ရရှိသူကထုတ်ပေါ်ပြောဆိုထားပါတယ် တက်မာခုနှစ်နေမြီမာပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလကလေးကစစ်ကောင်စီတပ်နဲ့ KNDI KNDU ပူးပေါင်းဖွဲ့တို့ကြားနှစ်ဖက်စီရေးတိမာနေခဲ့တာဖြစ်ပြီးဗဟုထဏချုပ်ဟောင်းမာနေဘလော့ကို KNU ကပြန်လည်သိမ်းပတ်ရရှိနိုင်ခဲ့သလိုစစ်ကောင်စီတပ်ကလည်းတက်မာခုနှစ်နေမြီတဲက KNU ဗဟုထဏချုပ်ကိုဒုံးနဲ့လာရောက် ဘုံကျဲချတာတွေရှိခဲ့ပါတယ် KNU ဗဟိုဌာနချုပ်ထဲစစ်ကောင်စီတပ်ရဲ့ drone ဘုံကျဲချမှုကြောင့်အရသာအချို့ထိခိုက်ဒဏ်ရာရရှိတာတွေရှိခဲ့တယ်လို့အခုနှစ်2025ခုနှစ်အစောပိုင်းမှာတပ်မဟာခုနှစ်နေမီတဲ့ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကို KNU ပူးပေါင်းဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ကအထိနာသွားခဲ့ပါတယ် နိုင်ဝဲမြို့နယ်ထိုင်းနေဆက်နာလက်တလို့ဖြစ်ပွားနေတဲ့စီအီချီနီတွေကြောင့်ဒေသခံစစ်ပီးဆောင်ပြည်သူတွေဟာနေရမပြန်နိုင်သေးသလိုစစ်ကောင်စီတပ်ကလေကြောင်းလာရောက်ဘုံကျဲခဲ့တာကြောင့်ဒေသခံတွေဟာကြောက်ရွံ့ထိတ်လန့်ပြီးဘုံကိုကျင်းတဲ့ပုံအောင်နေထိုင်ရတယ်လို့သိရပါတယ်။